မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေအသွေကကင်းဝေးပြီးကိုယ်စိတ်နှပါလုံးချုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်အားစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမကတော့ချူပါ။ဒီနေ့ဂျွန်လ14ရက်စနေနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီကအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေပြဋ္ဌာန်းလိုက်တဲ့သတင်း အကျန်းဖက်စစ်ကောင်စီရဲ့မွန်ပြည်နယ်အစိုးရရုံးနဲ့ဝင်းကြီးများအင်အားတွေကိုဒရုန်းနဲ့တိုက်ခိုက်တဲ့တဲ့တင်ယခုနှစ်အတွင်းမှာအကျန်းဖက်စစ်အုပ်စုကအမျိုးသမီး30ဦးအပါအဝင်ပြည်သူ100ဦးအထိကို နိုင်ငံရေးအရာ မတရားဖမ်းဆီးခဲ့တဲ့တဲ့တင်ထောင်ပြောင်းရောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုအိုးဖို့တောင်ဘူဝမှာ ထောင်အာဏာပိုင်တွေကရိုက်နှက်ခဲ့တဲ့တဲ့တင်တန်တောင်ကြီးမြို့နယ်မှာတက်ခွဲမှုတင်နန်းစင်တွေပါတဲ့စစ်ရင်တန်းကိုတိုက်ခိုက်ရာ ဘူကြီးအစ်စ် ရှစ်ဦးအပါဝင် ကိုဦးသေးဆုံးတဲ့တဲ့င်းနဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်တော်လှန်ရေးဆန္ဒပြလူထုတပိတ်တဲ့င်းတွေပဲဖြစ်ပါတယ်ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီကအကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေပြဋ္ဌာန်းလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြောင်းစုလွတ်တော်ကိုစားပြုကော်မတီ CRPH ကအကြမ်းမဖက် အာလာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုဂျွန်လ23ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ CDM အောင်မြင်ရေးကော်မတီ CDM Success ကော်မတီကပေးပို့လာတဲ့အကြမ်းမဖက်အာလာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုအတည်ပြုပြဋ္ဌာန်းလိုက်တာလို့ဖော်ပြထားပါတယ်။ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံဝန်ထမ်းဥပဒေကို CDM နိုင်ငံဝန်ထမ်းများရဲ့နိုင်ငံရေးခံယူချက်အားလေးစားတက်မိုးထားပြီးနိုင်ငံသားအခွင့်အရေးနဲ့အခြေခံလူအခွင့်အရေးအားအကာအကွယ်ပေးရန် CDM နိုင်ငံဝန်ထမ်းများအားလေးစားဂုဏ်ပြုအပ်တဲ့ဝန်ထမ်းကောင်းများအဖြစ်အသိအမှတ်ပြုခြင်းနဲ့ဂုဏ်ပြုချီးမြှင့်ခြင်းများကို ထိရောက်စွာဆောင်ရွက်ရန် CDM နိုင်ငံဝန်ထမ်းများရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာစွန့်ရည်များစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရို့အတွက်လိုအပ်သောအကူအညီများပံ့ပိုးပေးရန်တို့အတွက်ပြဋ္ဌာန်းလိုက်တာလို့ CRPH ကထုတ်ပြန်ထားပါတယ်။ဒါ့အပြင် CDM နိုင်ငံဝန်ထမ်းများရဲ့နှိမ့်နာမှုများနဲ့လူခွင့်ရေးချိုးဖောက်ခံရမှုများကိုရှာဖွေဖော်ထုတ်ပြီးပြန်လည်ကုစားပေးခြင်းနဲ့အမှန်တရားနဲ့တရားမျှတမှုရှာဖွေဖော်ထုတ်ခြင်းအစီအမံများဆောင်ရွက်ရန် ဂုံတိတ်ခါရှိပြီးအမှန်တရားနဲ့တရားမျှတမှုကိုတန်မိုးထားသော Federal Democracy ပြည်အောင်စုနဲ့ကိုက်ညီတဲ့နိုင်ငံဝန်ထမ်းရန်ရားကို ဖော်ဆောင်ရမှာ အထောက်အကူဖြစ်စေရန် CDM နိုင်ငံဝန်ထမ်းများရဲ့မြင့်မြတ်သောခံယူချက်နဲ့စိတ်တက်များရေရှိတည်တဲ့စီရင်တို့အတွက်ရည်ရွယ်ပြီးတော့ပြဋ္ဌာန်းလိုက်တာလို့လဲ CRPH ကဖော်ပြထားပါတယ်။ စီရီယံမလုတ်တဲ့နိုင်ငံဝန်ထမ်းများကိုဥပဒေနဲ့အညီစီစစ်ပြီး၎င်းတို့ရဲ့ပြုလုပ်မှုပြက်ကွက်မှုများအပေါ်အရေးယူမှုများပြုလုပ်ရန်အတွက်လဲအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံဝန်ထမ်းဥပဒေမှာထည့်သွင်းထားတယ်လို့ CRPH ကအသိပေးဖော်ပြထားပါတယ်ရှင်။အကြမ်းဖက်စစ်ကောင်စီရဲ့မွန်ပြည်နယ်အစိုးရရုံးနဲ့ဝင်းကြီးများအင်အားတွေကို drone နဲ့တိုက်ခတ်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့မွန်ပြည်နယ်အစိုးရယုံနဲ့ဝင်းကြီးများအင်အားတွေကိုရှားထဝနီးပညာတပ်ဖွဲ့ကဒရုန်းတွေနဲ့ဂျွန်လ12ရက်မှာတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အစိုးရတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်ကောင်စီရဲ့မွန်ပြည်နယ်ဥပဒေချုပ်အင်ကို ထိမှန်ပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကစိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ရှားထဝနီးပညာတပ်ဖွဲ့တာဝန်ရှိသူကပြောထားပါဗျ။ ရန်သူရဲ့အဓိကပြစ်မှတ်တွေကိုရွေးချယ်တိုက်ခိုက်ခဲ့တဲ့အခါ risk ယူရတာမျိုးတွေလည်းရှိတယ်။သူတို့ကလည်းတေမာကြောက်လို့ရေဒါတွေ၊ဂျမ်းမာတွေတက်ထားတယ်။ကိုတွေကလည်းဓာတ်တွေကိုကြော်လွှားပြီးချရတာပဲ။ရန်သူကလည်းသူ့အလုပ်သူလုပ်နေတယ်လို့ကျွန်တော်တို့လည်းကို့အလုပ်ကိုလုပ်ကြရမှာပါ။ drone အချို့ကတော့သူတို့တားဆီးနိုင်လိုက်တယ်။ဒါပေမဲ့ကျွန်တော်တို့ပြစ်မှတ်ကိုထိရောက်တဲ့တိုက်ခိုက်မှုဆောင်ရွက်နိုင်ခဲ့ပါတယ်။ပြည်သူကိုဥပဒေမဲ့လုံချင်ရလုံနေတဲ့သူတွေအတွက် နေ့ရက်တိုင်းဟာအိမ်မက်ဆိုးတွေနေကြီးဖြစ်နေစေရမယ်။တရားသောစစ်နိုင်ကိုနိုင်ရမယ်လို့ရှားထုဝနီးပညာတက်ဖွဲ့တာဝန်ရှိသူတို့ကပြောထားပါဗျ။အဆိုပါတိုက်ခိုက်မှုကို ရှားထုဝနီးပညာတက်ဖွဲ့ Alpha Bus Drone Force, Sky Warriors Drone Force, Saw Dragon Drone Force နဲ့ဒေသခံမွန်ပြည်နယ်ပကဖတက်ဖွဲ့များကပူးပေါင်းဆောင်ရွက်ကြတာဖြစ်တယ်လို့သိရပါတယ်ရှင်။ယခုနှစ်အတွင်းမှာအကြံဖတ်စစ်အုပ်စုက အမျိုးသမီး30ဦးအပါအဝင်ပြည်သူ100ဦးအထိကို နိုင်ငံရေးအရာ မတရားဖမ်းဆီးခဲ့တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ယခုနှစ်2025ခုနှစ်အတွင်းမှာအကြမ်းဖက်ဆစ်အုပ်စုကအမျိုးသမီး30ဦးအပါအဝင်ပြည်သူ100ဦးအထိကို နိုင်ငံရေးအရာမတရားဖမ်းဆီးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်း AAPP ရဲ့စီးရင်တွေအရသိရပါတယ်။ AAPP ရဲ့ကောက်ယူထားတဲ့အချက်အလက်တွေက ဇန်နဝါရီ၁ရက်ကနေဇွန်လ၃ရက်ထိနိုင်ငံတော်ဝန်မှာအကြမ်းဖက်စစ်အုပ်စုကအမျိုးသမီး30ဦးနဲ့အမျိုးသား82ဦးစုစုပေါင်း101ဦးကိုနိုင်ငံရေးအရာမတရားဖမ်းဆီးခဲ့တယ်လို့ဖော်ပြထားတာပါ။အဲဒီလိုဖမ်းဆီးခံရသူတွေထဲမှာရန်ကုန်တိုင်းက34ဦးနဲ့အများဆုံးဖမ်းဆီးခံရပြီးတော့ AOD တိုင်းကတော့ဖမ်းဆီးခံရသူ6ဦးပါရှိတယ်လို့သိရပါဗျ။ အကျန်းဖတ်စစ်အုပ်စုကပြီးခဲ့တဲ့ဇွန်လ9ရက်မှာအင်ယာဝတီတိုင်းလေးမျက်နာမြို့နယ်ကျောက်စရစ်ကုန်းကျေးရွာမှာနေထိုင်သူကိုဝင်းသူကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့နေဆိုတဲ့မတရားဆွတ်ဆွဲချက်နဲ့ဖမ်းဆီးခဲ့ပါတယ်။ဒါ့အပြင်ယခုနှစ်အတွင်းမှာအကျန်းဖတ်စစ်အုပ်စုရဲ့လက်အောက်ခံတရားရုံးတွေက အမျိုးသမီး44ဦးနဲ့အမျိုးသား88ဦးစုစုပေါင်း132ဦးကို မတရားတဲ့ပုံမှန်တွေနဲ့ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲ့ဒီထောင်ဒဏ်ချမှတ်ခံရတဲ့အရေးအတွက်ထဲမှာတေဒဏ်ချမှတ်ခံရသူ2ဦးနဲ့ထောင်ဒဏ်တသက်တကြုံချမှတ်ခံရသူ6ဦးပါဝင်တယ်လို့လည်း APP စီးရင်တွေကသိရပါဗျ။မတရားတဲ့ပုံမှားတွေနဲ့ထောင်ဒဏ်ချမှတ်ခံရသူတွေထဲမှာစကိုင်းတိုင်းက82ဦးနဲ့အများဆုံးထောင်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့လည်းသိရပါဗျရှင်။ထောင်ပြောင်းရောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကို အိုးဖို့တောင်ဘူဝမှာထောင်အားလာပိုင်တွေကရှိုင်းနှက်ခဲ့တဲ့တဲ့နေကိုဆက်လက်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရအချင်းထောင်မှထောင်ပြောင်းရွှေ့ဖို့ရောက်လာတဲ့နိုင်ငံရေးအစင်းသားအချင်းသူတွေကိုမန္တလေးအိုးဖို့တောင်ပူဝမှာအကျန်းဖက်စစ်ကောင်စီလက်အောက်ခံအချင်းဦးစီးဌာနဝန်ထမ်းများနဲ့ရဲများကဝိုင်းဝန်းဆိုင်နေခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအစင်းသားများကွန်ရက်ရဲ့တာဝန်ရှိသူကိုတိုက်ထုံးဦးက PPTV ကိုပြောပါတယ်။ မုံရထောင်ကနေမက်လီဥဘုထောင်ကိုထောင်ပြောင်းရောက်လာတဲ့နိုင်ငံရေးအကျဉ်းကြတွေအပါအဝင်အကျဉ်းသား200ခန့်ကိုဂျွန်းလ12ရက်နေ့လယ်12နာရီအချိန်ခန့်မှာအကျန်းဖက်စစ်တပ်လက်အောက်ခံဝန်ထမ်းများကရာဘာဒုံတစ်သားဒုံများနဲ့ရိုက်နှက်ခဲ့တာပါအဲ့လိုရိုက်နှက်ခံရမှုမှာနိုင်ငံရေးအကျဉ်းသား50ဦးဟာဦးခေါင်လက်နောက်ကျောတစ်လျှောက်မှာထိခိုက်ပေါက်ပြဲဒဏ်ရာများရရှိခဲ့တယ်လို့ဆိုပါတယ်ထောင်ပြောင်းနယ်ဆိုတာကအပြစ်ရှိလို့ပြောင်းနယ်ဆိုတာထက် ်ထောင်လုံးချုပ်ရေးမပေးနိုင်တဲ့အခါနယ်မြေစွန်းမှုမှုအားနည်းလာတဲ့အချိန်ဒီထောင်တွေမှာနိုင်ငံရေးအကျဉ်းသားတွေရှိနေတဲ့အတွက်မလုံခြုံတော့ဘူးဆိုပြီးအဲ့လိုအခြေအနေမျိုးတွေမှာပြောင်းရွှေ့တာလည်းရှိပါတယ်အခုပြောင်းရွှေ့လိုက်တာကအဲ့ဒီအခြေအနေလဲပါနိုင်တယ်လို့မိသားစုတွေနဲ့ဝေးရာထောင်ကိုပို့လိုက်တာလည်းဖြစ်နိုင်တယ်လို့ကိုတိုက်ထွန်းဦးကပြောပါတယ်မုံရထောင်မှာအိုးဖို့ထောင်ပြောင်းရွှေ့မှုမှာစောင့်ကြည့်ခဲ့တဲ့မှတ်တမ်းများအရာ ပုံတင်ကား၅စီးပေါ်မှာခံမှန်းချင်းအမျိုးသား150ပါဝင်ပြီးနောက်ထပ်ကွန်လင်ကား၃စီးမှာအမျိုးသမီးများပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ဂျွန်လ73ရက်မှာ ထောင်အာနာပိုင်များကအိုးဘိုထောင်မှာတဆင်မြင်းစံထောင်နဲ့မကွေးထောင်ဘက်သို့ထောင်ထက်မှန်ပြောင်းရွှေ့ရန်ပြင်ဆင်နေတယ်လို့လည်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ကပြောထားပါတယ်ရှင်။ တန်တော်ကြီးမြို့နယ်မှာတက်ခွဲမှုတင်နှန်းစင်တွေပါတဲ့စစ်ရင်နှန်းကိုတိုက်ခိုက်ရာဘိုးကြီးအစ်စ်ရှစ်ဦးအပါဝင် ကိုဦးသေးဆုံးတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်တန်တော်ကြီးမြို့နယ်ဘရင်နောင်တပ်မျိုးအကျန်းဖက်စစ်တပ်ကြီးတိုက်ခိုက်ရေးတင်နှန်းကြောင့်ကတက်ခွဲမှုတင်နှန်းစင်တွေပါတဲ့စစ်ရင်နှန်းကိုတိုက်ခိုက်ခဲ့ရာတက်ခွဲမှုဘိုးကြီးရှစ်ဦးနဲ့ ရင်မောက်တက်ချက်တဦးသေးဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ People Defense Force တန်တောင်ကဒီနေ့မှထုတ်ပြန်ပါတယ်။ဂျွန်လ9ရက်နေ့ညနေ9:00ခွဲမှာတန်တောင်ကြီးမြို့နယ်ဘရင်နောင်တက်မြို့အကျန်းဖက်စစ်တင်နန်းကျောင်းကတက်ခွဲမှုတင်နန်းစင်တွေပါဝင်တဲ့စစ်ရင်နန်းကိုတောင်ငူတန်တောင်လမ်းပိုင်းခုနှစ်မိုင်စစ်တပ်စခန်းကုန်းအနီးမှာပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီစစ်စင်ကိုတောင်ငူခရိုင်တက်မဟာနှင့်တယင်းကလက်အောက်ခံ People Defense Force တန်တောင်း MLB စစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။မေလ28ရက်နေ့ကလည်းကရင်ပြည်နယ်တောင်ငူလိပ်သို့လမ်းပိုင်းကအကြမ်းဖက်စစ်ကောင်စီထုံးပိုကြီးတပ်စခန်းကိုလည်းတော်လှန်ရေးတပ်တွေတွားရောက်ပစ်ခတ်ခဲ့ပြီးတော့တိုက်ခိုက်မှုကို အတိအကျစုံစမ်းမရသေးဘူးလို့လည်း People Defense Force တန်တောင်းကအသိပေးထားပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်အမြင့်ပြည့်ချိန်မုံရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ရင်းမပင်မြို့နယ်မှာပြည်သူအာမတ်တပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီနေ့မှပြစ်လုခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအာမတ်တပိတ်နဲ့တို့တရုတ်အစိုးရဖက်စစ်တပ်နဲ့ပေါင်းပြီးမြန်မာပြည်သူတွေတက်နေတာချက်ချင်းရက်နဲ့ မြန်မာဝမ်ပေါင်အလိုမရှိဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟေ့ကျိမှုတွေပြုလုပ်ခဲ့ကြတာပါ။ရင်းမက်ပင်မြို့နယ်မှာရင်းမက်ပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကရင်းမက်ပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟေ့ကျိမှုတွေပြုလုပ်ခဲ့ကြတာပါ။ရင်းမက်ပင်မြို့နယ်မှာအောင်လံလွှင့်မီတောင်းသွင်းနေတပိတ်စစ်ကြောင်းက အကြမ်းဖက်စစ်တပ်ကြာရှောင်းရေးဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွှင့်မီထောင်းသွင်းနေတဲ့တပိတ်ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှောင်းရေးဟေ့ကျင်းမှုတွေပြုလုပ်ခဲ့ကြတာပါ။သခိုင်းတိုင်းရင်းမဲ့ပင်မြို့နယ်ကနောက်ပြန်မလှည့်ချင်းဒီတော်လှန်ရေးလူမှုတပိတ်စစ်ကြောင်းကလူမှုကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့80နှစ်ပြည့်မွေးနေ့အကျိုးဆုတောင်းတာနဲ့အကြမ်းဖက်စစ်တပ်ကြာရှောင်းရေးဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကနောက်ပြန်လှည့်စေးဒီတော်လှန်ရေးလူထုတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြက်ဖက်စစ်တပ်ကြာရှုံးရေးဟစ်ကျင်းမှုတွေနဲ့ဆန္ဒပြချီတက်ခဲ့ကြတာပါဆန္ဒပြတော်လှန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားထဲကနေပဲအကြက်ဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနှိမ့်စင်ပြုလုပ်နေကြတာပါရှင်ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုတ်ဘေးဆိုတဲ့ဘေးနဲ့တွဲကနေကင်းဝေးနိုင်ကြပါစေရှင်။ဂျေဆုတင်ပါတယ်ရှင်။